မြင်ဘူးကြလားတော့မသိဘူးတချို့ကအရန်စူးစားတယ်စူးစားနေပေမဲ့သွားကျင်တဲ့ပန်းတိုင်မရောက်ရှိနေဘာကြောင့်ဖြစ်သွားတာလဲဆိုတာလိုက်ကြည့်ကြရအောင်ဖြစ်တီတို့ဘာပဲလှုပ်လှုပ်ပန်းတိုင်ရောက်ဖို့ reset count trap ကပထမခြေလမ်းမှာ mindset ဆိုတာရှိတယ် mindset ကောင်းရမယ်။ဘာပဲလှုပ်လှုပ် mindset မှန်ကန်ဖို့လိုအပ်တယ်။ mindset ကအခြေခံပဲ။ mindset မှန်မှ mindset ကောင်းမှကိုလှုပ်ချင်တဲ့အရာထိရောက်မှာ။ mindset ကအရေးကြီးဆုံးပဲ။ဘာလှုပ်ချင်တာလဲ၊ဘယ်လိုလှုပ်ရင်ကောင်းလဲ၊ကောင်းထူနဲ့မစသေးနဲ့။ကိုယ့်ရဲ့ mindset ကိုဘယ်လိုချိန်ရမှာလဲ။ KT လည်းဒီနေ့ဒီချိန်ထိရောက်လာအောင် KT ကအရင်တော့ကအိုင်းနိုင်ငံမှာလာစားနဲ့အလုပ်လုပ်ခဲ့တာ။အဲအလုပ်လုပ်တာတကယ်လို့ KT အဲအလုပ်လုပ်တဲ့ mindset လာစား mindset နဲ့ကိုပိုင်စည်းဝါးရလာတည်ဆောက်တာဘယ်လိုမှမအောင်မြင်နိုင်။ KT ရဲ့ mindset တွေအရင်ချိန်ရတယ်။စည်းဝါးရဲ့တမားတူဖြစ်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ ဆိုတော့စီးပွားရေးသမားရဲ့ mindset တွေအရင်ရိုက်တွင်းရတယ်။အောင်မြင်ခြင်းနဲ့ဆိုရင်အောင်မြင်တဲ့သူတွေရဲ့ mindset ရိုက်တွင်းရတယ်။တစ်လ300ရခြင်းနဲ့ဆိုရင်တစ်လ300ရရှိနိုင်တဲ့ mindset အရင်ဆုံးရိုက်တွင်းရတယ်။တစ်လ300ရခြင်းနဲ့စေတိတ် mindset နဲ့သွားလို့မရဘူး။ဘလို့မှမရောက်ရှိနိုင်။ mindset ကအရင်ဆုံးပြင်ကြတယ်။ mindset မှန်ဖို့လိုအပ်တယ်။ mindset မှန်ပြီးဆိုရင်ဂတိတို့တာကက်ချဖို့လိုအပ်တယ်။ဒီနှစ်ချက်ကအရင်အရေးကြီးတဲ့အချက်နှစ်ချက်ပဲဖြစ်တယ်။ဒါအခြေခံပဲ။တာကက်ပြီးမှ how to how to နည်းလမ်း how to လေ့လာရ how to ပြီးရင် action လက်တွေ့လောက်ရတော့မှာ။အပေါ်ကအချက်နှစ် ချက်ကပိုပြီးအရေးကြီးတာတချို့ how to လည်းရှိတယ် action လည်းကောင်းတယ်ဘာဖြစ်လို့သူတို့လိုရာခီးမရောက်တာလဲဘာဖြစ်လို့ပန်းတိုင်မရောက်တာလဲသိလား KT ပြန်ကြည့်လိုက်တဲ့အခါမှာလိုအပ်သွားတဲ့အရာဘာလဲသိလား target mindset လည်းကောင်းတယ်နော် mindset လည်းမှန်နေ target မသိကြဘူးသူတို့ရဲ့အဆုံးပုံရိပ်သူတို့ဘဝရဲ့ပန်းတိုင် target မသိကြတဲ့အခါမှာလုံနေရင်လည်းလမ်းလွဲတာဥပမာ KT ရဲ့တင်နန်းသူသူရှိတယ်သူကလစာဝန်ထမ်းတွေထွက်လာတယ်သူကဝန်ထမ်းအလုပ်လုပ်နေရင်လည်း online ကိုတွဲလုပ်သွားတယ်အဲ့မှာ online လုပ်လုပ်သွားတယ်အွန်လိုင်းတဲမှာ तू လမ်းမြင်သွားပြီအိုးတလ30ချီ तू ရှာလို့ရလာတဲ့အခါမှာအဲ့မှာ तू တိ သွားတယ်ဒါသူ့ရဲ့ဘဝလမ်းကြောင်းပဲဆိုပြီးတော့ online ကိုရွေးချယ်ဖို့သူဆုံးဖြတ်ချက်ချလိုက်တယ်သူအရင်တုန်းကလုံနေတဲ့လစာဘဝနဲ့သူထွက်လာတယ်သူထွက်လာပြီးတော့ online ကိုအာရုံစိုက်တယ်လုံနေရင်းနဲ့အမျိုးတွေလာပြောတာဖြစ်ပါမလားနင်တို့ရဲ့ online ကလုံလို့ရပါမလားဘယ်လောက်တိလုံနိုင်လဲ online ပေါ်မှာအလုံးလောက်တာပြင်းရပါမလားကြားမှာဝေဖန်မှုတွေဝေလာတယ်တယောက်ပြီးတယောက်တယောက်ပြီးတယောက်ပြောလာပြောလာတဲ့အခါမှာသူ့ရဲ့ target တွေမတိကြဘူးသူ့ရဲ့ mindset ကလည်းမခိုင်မြဲနေတဲ့အခါမှာစိတ်ကရိမ့်ညာရင်ဒီဟုတ်ပါမလားမသိဘူးเนาะသူတို့ပြောတဲ့ တိုင်းဖြစ်နေလားမသိဘူး online ကတကယ်အောင်မြင်နိုင်ပါမလားတွေ့လား mindset မခိုင်းတဲ့အခါမှာစိတ်ကရိမ့်ရိုင်လာလှောက်ရှားလာတယ်ဟိုငါမဖြစ်နိုင်လောက်ဘူးကိုယ့်ရဲ့ target မတိကျတဲ့အခါဝေဖန်မှုတွေကြုံတွေ့တာနဲ့ target ဝါဝါရောအိုးနောက်ဆုံးသူတို့ပြောတယ်လို့မျိုးကတလသိန်းရာအိမ်တွေကားတွေက online ကနေရှာနေမှာမဟုတ်လေ okay ဟုတ်ပြီအမျိုးတွေပြောတဲ့အတိုင်းမင်းကလစာကနေပြန်သွားမှာတီမြဲတဲ့အလုပ်ကိုပဲငါပြန်သွားမှာတီမြဲတဲ့အလုပ်ကိုပြန်သွားပြီးတော့လောက်တော့မဟုတ်ပြန်ပြန်ထွက်လာပြန်တကြိမ်သူအဲ့လိုမျိုးဖြစ်တာနောက်ဆုံးတီတီပြန်မဲ့ချဲကျမဘာဖြစ်တာဘာလို့အတွာ castiga. သူ mindset နဲ့ target လိုအောက်ပါသူမှာ how to ရှိတယ် action လဲကောင်းတယ်မဲ့ mindset မခိုင်သေး target မတိကြဘူးဒီနှမျိုးလိုအပ်သွားရုံနဲ့တင်ကတင်တန်းတွေဘလောက်တက်နေပါစေပိုလက်ပွေဘလောက်လုံနေပါစေနောက်ဆုံးလိုရခီးမရောက်ဒီလိုမျိုးဖြစ်နေတဲ့သူရှိလားရှိတယ်ဆိုရင် comment မှာရိုက်လာပေးလို့ရတကယ်လို့ကြိုက်တယ်ဆိုရင်ကိုယ့်ရဲ့ငယ်ချင်းတွေကိုချစ်ရတဲ့သူတွေတွေ့ဖို့ share သွားပေးလို့ရတယ်เนาะတကယ်လို့ကိုယ့်ရဲ့ mindset ခိုင်ခြင်းနဲ့ကိုယ့်ရဲ့ target တိကျခြင်းနဲ့ဝေဖန်မှုတွေဘလောက်ပဲကြုံရကြုံရကိုယ့်ရဲ့စိတ်မယိမ်းယိုင်သွားစေခြင်းဘူးစေ KD ထောက်ထားတဲ့စာအုပ်ဒီစာအုပ်ပဲဖတ်ကြည့်တာစာအုပ်တသိန်းခွဲကနေဒီဗီဒီယိုကနေလာတဲ့ပို့တောင်းကိုထားမယ်ရရှိမယ်အပြင်ပို့ခောက်ဈေးပါရရှိသွားမယ်ကျေးဇူးတင်ပါတယ်